အော်နဆန်၅ခုနေဟာမိတ်ဆွေတို့ရဲ့ကံရှင်နေဘလို့ရှိခဲ့တယ်လဲဆရာကို comment box မှာမှန်ပြပါဦးဒါအပြင်တနွန်းလာသားသမီးမိတ်ဆွေတွေနေနဲ့ဒီ2025ခုနေဟာမိတ်ဆွေတို့အတွက်ကံဟာညံ့ခဲ့တဲ့နှစ်များပါမလားဆိုးခဲ့တဲ့နှစ်များပါမလားဆိုတော့ဆရာပြန်မတုံ့တက်ခင်မှာမိတ်ဆွေတနင်္လာသားသမီးတွေရဲ့ကံရှင်နေလေးတိပြရစီဒါအပြင်ဆရာငယ်နာမှာ2026ခုနေအတွက်အဲ တနစ်စာဟောစရံနေမှာယူလို့ရပြီဆိုတဲ့အကြောင်းနဲ့2028ခုနှစ်အတွက်တနစ်စာဟောစရံနေကိုမှာယူမယ်မိတ်ဆွေများကတော့ထုံးစံတိုင်းပါပဲဈေးကတော့ဈေးကမပြောင်းလဲပါဘူးကုန်စည်နှုန်းတွေတက်ပေမဲ့2028အတွက်တနစ်စာဟောစရံယူမယ်မိတ်ဆွေများနေနဲ့စရင်တော့ကြိုတင်ပေးဖို့လိုအပ်ကြောင်းနဲ့တနင်္လာသားသမီးမိတ်ဆွေတွေနေနဲ့မနစ်ကတရှုပ်တွေမိတ်ဆွေများမရလိုက်တဲ့မိတ်ဆွေများလည်းဈေးအသေးချာကိုဒီတနစ်ကတော့လာအလိုက်ရဲ့ပြင်ကို1380ခွနစ်ကိုကုန်လို့ချစ်ချက်ရှိကြရတော့ဆရာတနစ်စာတော့မပြီးတော့ဘူးတကြံဟောစရံနေတယ်အလုရှုပ်နေရဆိုတော့2020အဟိုဆွမ်းလာလို့2020 6ခုနှစ်အတွက်တနစ်စာဩဇာတန်ကိုတော့ဆရာကျမ်းမာရရလို့စီးပွားရေးဆာလာလိုက်အကျိုးပေးတဲ့အယောင်နဲ့နေသားတွေအပြင်ဆရာပါလက်ဆောင်ပေးမယ်ဆိုတာမိတ်ဆွေတို့ကျင်းသေးတန်ပါလိမ့်မယ်ခင်ဗျာတနစ်စာဩဇာတန်ကိုတော့တယောက်ကိုတော့9000ကျပ်ပါအချိန်တော့ပေးရပါတယ်လူတိုင်းရမယ်လို့တော့ဆရာအာမမခံပါဘူးဆရာလည်းအချိန်နည်းနည်းများနေလို့ပါကောင်းပြီဆိုတော့ဇကားတွေမများပဲတနင်္လာသားသမီးမိတ်ဆွေတွေအတွက်စတင်လိုက်ရအောင်ဆရာငယ်ဟာတနင်္လာသားသမီးမိတ်ဆွေတွေတက်တော့စိတ်တိုင်းကြတဲ့နှစ်အားရတဲ့နှစ်ဖြစ်ခဲ့လိမ့်မယ်လို့တော့ ကျွန်တော်မိတ်ဆွေတို့များကျွန်တော်မထင်ပါဘူးခင်ဗျာဘာလို့လဲဆိုတော့တနင်္လာသာသမီမိတ်ဆွေတွေကဒီ2025ခုနှစ်ဟာမိတ်ဆွေတို့အနေနဲ့ငါတိထပို့လုံးနိုင်ရမှာငါတိထပို့ပြီးကြိုးစားရင်ရမှာဆိုတဲ့နှစ်မျိုးကို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 ရောက်ရှိနေတဲ့ level အလိုက်ကိုရရှိနေတဲ့ကံအလိုက်ကိုငါတိထပို့ပြီးတော့ကြိုးစားရင်ရနိုင်မှာငါတိထပို့လုံးခဲ့တင်တာဆိုပြီးတော့ချိန်မနိုင်ခဲမရလက်ခမောက်ခတ်နေတာမျိုးဟန်ရေးတပြင်းပြင်းငါတိထပို့ပြီးတော့ကြိုးစားရင်အောင်မြင်နိုင်မှာဆိုတဲ့စိတ်မျိုးတွေကိုကိုကိုကျင်းတည်ရရှိခဲ့တယ်လို့ပြီးခဲ့ပြီးသားကိစ္စတွေ ဖြစ်ခဲ့ပြီးသားကိစ္စတွေကိုနှစ်ခါပြန်လိုချင်နေတဲ့စိတ်မျိုးတွေအရာတစ်ခုခုကိုနှစ်ခါပြန်ပြီးတော့ခြံပြီးရင်ကောင်းမဟာဆိုတာမျိုးတွေကျင်းတည်ကြိုးစားနေတာမျိုးငါဒါကြီးတော့လှုပ်ခဲလိုက်ရင်ကောင်းမဟာဆိုတာမျိုးအဲဒီအကြောင်းအရာကြီးတော့မပြောခဲလိုက်ရင်ကောင်းမဟာဆိုတဲ့အရာမျိုးလေးတွေကျင်းတည်တဲ့မိတ်ဆွေတနေ့လာသားသမီးတွေနေနဲ့စိတ်တိုင်းမကြခြင်းအားမရခြင်းတွေရောက်ရှိနေပါတယ်ဒါမှမဟုတ်မိတ်ဆွေများခင်ဗျာနှစ်လုံး25ခုနေရကံကူကတနေ့လာသားသမီးမိတ်ဆွေတွေအတွက်အဲ့ဒီလိုဖြစ်နေတာဖြစ်တဲ့အတွက်မိတ်ဆွေတို့နေနဲ့မဆိုးရိမ်ပါနဲ့ မိတ်ဆွေမှမဟုတ်ဘူးတနင်္လာသားသမီးမိတ်ဆွေအများစုဟာဒီလိုမျိုးကိုဖြစ်နေတာအသေးစားပဲဖြစ်တယ်အဲ့တော့တနင်္လာသားသမီးမိတ်ဆွေတွေနေနဲ့ဒီ2025ခုနှစ်ဟာမိတ်ဆွေတို့ရဲ့ကံကိုကကိုကိုကိုကြိတ်မနိုင်အားမရခြင်းစိတ်တိုင်းမကြခြင်းအာကိုကိုကိုမြည်တွန်တောက်တောက်တီးခြင်းနေအာအချင်းချင်းကို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 ဘယ်လိုပြောမလဲအော်ကျိတ်မနိုင်ခဲမရအာဆာဟာမှာလဲဒီလိုမျိုးတွေဇကပုံမျိုးပြောမယ်ဆိုရင်တော့ကုံတော့မှာမဟုတ်ဘူးအဲ့ဒီလိုမျိုးဖြစ်နေတဲ့နှစ်ဖြစ်တာကတော့မိတ်ဆွေတယောက်တည်းမဟုတ်ဘူး အားလုံးဖြစ်နေတာအသေးစားပဲဖြစ်တယ်အဲ့တော့တနင်္လာသားသမီးမိတ်ဆွေတွေနေနဲ့ဘာကိုဖြစ်ဖြစ်ကိုကိုကိုလက်ခံထားဖို့လိုအပ်တယ်ဘာကိုမစိုးမိတ်ဆွေတွေရဲ့ကံကိုကဒီလိုဖြစ်နေတာဖြစ်တဲ့အတွက်တနင်္လာသားသမီးတွေဟာလာမယ့်2026မှာတော့မိတ်ဆွေတို့အနေနဲ့တည်ကြတဲ့2025ရဲ့မပြီးမပြတ်ချင်းနေ 2025ရဲ့တန်းလန်းနေ2025ဒီတစ်နှစ်ရဲ့2025တစ်နှစ်ရဲ့အဲမစ်ဆူတို့ရဲ့လာမဲ့2025ခုနှစ်တစ်နှစ်ရဲ့ကံရဲ့အခြေအနေကိုပြန်ပြီးတော့ပြုတ်လောက်ရတာမျိုး repeat test လောက်ရတာမျိုး2020တေချာပါတယ်မစ်ဆူတနင်္လာသားသမီးတွေဟာဒီလာမဲ့ January sorry လာမဲ့ November December မှာမစ်ဆူတို့ရဲ့တနင်္လာသားသမီးတွေဟာ2025ရဲ့ကိစ္စတွေကိုပြီးပြတ်အောင်လုပ်ထားမှသာ တော်ကကြမဲ့ကာလဖြစ်ပြီးတော့ပြီးပြတ်အောင်မလုပ်ရှင်းတပိုင်းတစဖြစ်လာရင်တော့မိစေတို့တေးကြတယ်ဒီတစ်နှစ်ရဲ့အစိုးပဲဖြစ်ဖြစ်အကောင်းပဲဖြစ်ဖြစ်အကြောင်းအရာတွေကြီးတွေဟာ2026ကိုကျင်းတည်ပြန်လဲတည်ဆောင်သွားမယ်နှစ်ဖြစ်တာတော့အသေးချာပဲဖြစ်တဲ့အတွက်မိစေတို့2026မှာကံကောင်းမှုတွေကို2025ဟာကံကောင်းမှုတွေရရှိတယ်ဆိုရင်တော့ဖြင့်2026ကိုပါတည်သွားပါကံဆိုးမှုတွေကံကူကူကံညံ့နေကိုကိုကိုကံဆိုးလိုက်တာဆရာကြီးလို့ထင်နေတဲ့မိတ်ဆွေများပို့ရတော့တင်းလာသားသမီးတွေကတော့ ငါးခုနှစ်မှာပြီးပြတ်အောင်အဆုံးသက်ရှင်အရက်တန့်ခြင်းနဲ့ပြက်ဆဲခြင်းဆုံးဖြတ်ခြင်းတွေဥပမာပေါ့အရှင်နဲ့ပတ်သက်ရင်လည်းလူငယ်တွေအနေနဲ့တင်းလာတာသမီးမိတ်ဆွေတွေအနေနဲ့သူ့ကိုပဲရှင်ရင်ကောင်းအဖြေပေးရင်ပဲကောင်းသို့မဟုတ်ယူရင်ပဲကောင်းမယူရင်ပဲကောင်းဆိုတာမျိုးအဲအိမ်အောင်လဲပြူအာမကြောက်သေးအဲယောက်ျားကလည်းမရမှာစိုးရင်သေးဆိုတဲ့မိတ်ဆွေများဖို့ကတော့သိကြတယ်2025မှာအဲ့ဒီလိုဖြစ်နေကျင်းသေးတယ်2026မှာလေအဲ့ဒီကေကြီးကပြန်လဲကိုပါလာမှာအိမ်အောင်ကြီးနဲ့ပတ်သက်ရင်လည်းဒီလိုပဲပေါ့ ယောက်ျားအပြန်ပေါဟင်ကောင်းအဲဆရာမေဆွေများပြန်မပေါဟင်ကောင်းစဉ်းစားနေနေပဲသိကြတယ်အဲ့ဒီအပူတော့ကတည်းက2026ကိုပွာသွားတတ်တယ်လို့အောင်မြင်မှုတွေစစ်ဆမှုတွေညှိနှိုင်းမှုတွေဆုံးဖြတ်မှုတွေဆောင်ရွက်မှုတွေလုပ်ငန်းဆောင်တာကိစ္စအလို့ကိစ္စယာတုတုကိစ္စယာတုတက်ကိစ္စဆွေမျိုးပေါင်းတဲ့မိဆွေကောင်းကိစ္စအလူအတန်းဘာသာရေးဆိုင်ရာပြုလုပ်ခဲ့တဲ့မိဆွေများကောင်းမွန်တဲ့ဘက်မှာပြုလုပ်ခဲ့တဲ့မိဆွေများဟာလေတေချာတဲ့2026ကိုတိုက်ရိုက်အရှိုးကြမှာတေချာတဲ့ဖြစ်တဲ့အတွက်တော့မိဆွေတို့အနေနဲ့အစင်မပြေတာတွေ စိုးရိမ်စရာတွေညံ့တာတွေဆိုရင်တော့2025မှာပဲလာမဲ့အခုလက်ရှိနိုဝင်ဘာဒီဇင်ဘာမှာပြီးပြအောင်ဆုံးသတ်ထားတာကောင်းမွန်ပြီးတော့အဆုံးမတက်ရင်တော့တေချာတဲ့2026ကိုအဲ့ဒီဟာတွေပြန်လဲပါမှာဖြစ်တဲ့အတွက်ဆရာလိုရုပ်ချောတာလေးတွေပြန်ပါရှင်နေဆိုရင်ဆွနာလိုပေါ့2026မှာ တရားတိကြပါတယ်ဆရာချောနေရောအောင်ပါအဲအဲ့ဒီလိုပါပဲမိတ်ဆွေတို့နေနဲ့နောက်ထပ်2026မှာလည်းမိတ်ဆွေတို့ကံကောင်းမှုတွေပါကျင်နေဆိုရင်တော့အဲမပြီးမပြတ်နဲ့တန်လန်းလေးတွေလှုပ်ဆောင်တာမျိုး2026မှာမှာအစီအစဉ်သစ်ပလန်သစ်တွေလောရအောင်ဆိုတာမျိုးအပေါင်းအသင်းနေနဲ့မိတ်ဆွေတွေနဲ့အပျော်ပါခီးလေးထွက်ရင်ကောင်းမလားဆိုတာမျိုးတွေအတွေးခေါ်တွေရှစ်သူသစ်ရီးစားသစ်လေးနဲ့ဘဝသစ်အနာဂတ်သစ်လေးတွေထူထောင်ကျင်နေဆိုရင်တော့2026ကိုရအောင်သာဆွဲခေါ်လိုက်ခဲ့ပါခင်ဗျကံဆိုးမှုတွေဆိုရင်တော့ထပ်ပြောပါမယ်ကံညှမ်းမှုတွေဆိုရင်တော့ဟော ရေကိုဓာတ်နဲ့ခုတ်တယ်လို့မဖြတ်ပါနဲ့ဟုတ်စွန့်ရလို့ပေါ့ဇပင်ကိုဓာတ်နဲ့တုံးနဲ့ရိုက်နေတယ်လို့မဖြတ်ပဲနဲ့တုံးကနေတိကနေဖြတ်ကနေတက်ကနေပြက်ပြက်သားသားဆုံးဖြတ်ပြီးတော့2026ကိုဖြတ်တန်းရင်တော့ကောင်းပါလေဒါကမှမဆွေလို့နေနဲ့တနေ့လာသားသမီးတွေဟာကံရဲ့အညာလေးတွေမရရှိအောင်လို့ကံရဲ့အဆိုးလေးမရရှိအောင်လို့ဆရာကြီးကျမတို့ဘလို့ရေတရားလေးလောက်ရမလဲဆိုရင်တော့တေချာတဲ့တနေ့လာသားသမီးမိတ်ဆွေများအနေနဲ့ ဒီ2025ခုနှစ်ထဲမှာအဲကန်စာတာတွေညံ့နေတာပဲဖြစ်ဖြစ်စိုးနေတာပဲဖြစ်ဖြစ်2026လောက်မှာကံကောင်းမှုတွေရရှိအောင်လို့ဆရာငယ်ဖော်ပြပေးမယ်အမိန့်ပြန်တဲ့ရေရာတို့သူမဟုတ်လို့ရှိရင်ဆရာအမြဲတမ်းဖော်ပြတယ်ဆရာငယ်အမိန့်ပြန်တဲ့ရေရာတို့သူမဟုတ်လို့ရှိရင်လည်းမိတ်ဆွေတို့အနေနဲ့ပြက်ကြရင်ရေရာလေးလိုက်လို့ရှိရင်အားဖြင့်ဆရာမိတ်ဆွေတို့တကယ်ကိုကံကောင်းမှုတွေရရှိတတ်တယ်လို့တကယ်လို့မှမိတ်ဆွေတို့အနေနဲ့ဆရာရေကျွန်တော်တို့ကျွန်မတို့ကတော့ဗုဒ္ဓဘာသာဝင်မှာသူမဟုတ်ရင်အဲအရှာဘာသာဝင်မှာကုသိုလ်ဒါနာလေးတွေပြုပြီးတော့ဆောင်ရွက်ရှင်တပမိတ်ဆွေများအနေနဲ့ဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့အဲ လမ်းမမှာရှိတဲ့ခိုးစာကလေးတွေကျွေးတာမျိုးခွေးစာကလေးတွေကျွေးတာမျိုးခလေးငယ်ကလေးတွေမုံလေးကျွေးတာမျိုးလေးနဲ့ဖြစ်စေဒီလိုမျိုးပြုလုပ်ခြင်းအပြင်တနင်္ဂနွေသားသမီးမိတ်ဆွေတွေနဲ့ကံရဲ့အထောက်အကူကိုရရှိတတ်တယ်လို့ဒီထက်ပိုပြီးပြုလုပ်ခြင်းနဲ့ဆရာကြီးကျွန်တော်ကျမတို့ကတော့တနင်္ဂနွေ26မှာကံစာတာတက်စီရန်တို့ကတူးတက်စီရန်တို့ဆိုမီးအိမ်ကလေးတို့ နော်သူမဟုတ်လို့ချင်းလက်ဆွဲဆွနလိုပေါ့လက်ဆွဲမီးအိမ်ကလေးတွေဖြစ်စေဟာမစ်ဆိုတဲ့ကပ်ကိုကိုစားပြီးတာ2025ဟာဟာမစ်ဟာမစ်ဆိုတော့လက်ဆွဲအိမ်ကလေးတွေဖြစ်စေလက်ဆွဲ sorry မီးအိမ်ကလေးတွေဖြစ်စေဓာမီးကလေးတွေဖြစ်စေမီးချောင်းကလေးတွေဖြစ်စေမိတ်ဆွေတို့အနေနဲ့ကို့ထက်အသက်ကြီးသူသူမဟုတ်ယဟန်တန်ကသမဏေတွေကိုလှူဒန်းခြင်းပေးကမ်းခြင်းအဖြစ်မိတ်ဆွေတို့ရဲ့ကံဟာအကောင်းမွန်တိုးတက်မှာအသေးချာပဲဖြစ်ကြောင်းနဲ့2020ချက်ခုနဲ့မှာလဲဆရာငယ်မိတ်ဆွေတင်းလာသားသမီးတွေနဲ့ကန်ဆာတာတက်ရှင်းနေတဲ့တူတူရအောင် ြန်လဲစုံစည်းမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့တနင်္လာသားသမီးမိတ်ဆွေများစိတ်တက်မကြပါနဲ့ကံကောင်းမှုတွေကိုလည်းချစ်စာခေါ်တော့ပါကံဆိုးမှုတွေဆိုရင်လည်းဒုံခဲအမှာတော့မှဘာကူမှဂယုကက်ခက်ကြမ်းကြမ်းခက်ရရမပြောဘူးဗျဘာကူမှတောက်ယူဆိုင်မနေနဲ့စွန့်ပစ်စရာရှိတာလွန့်ပစ်စရာရှိတာလေဘာကြောင့်ထားနေမှာလဲဟောအိတ်ကထရကနေဘတ်ဆိုဝဲထုတ်လိုက်သလိုတခါလေပြက်ပြီဆိုပြက်ပြီရက်ပြီဆိုရက်ပြီမလုတော့ဘူးဆိုမလုတော့ဘူးစုံဖြတ်ချက်နှစ်ခုအလုံးနှစ်ခုခုကိုခက်ပြက်ပြက်ခက်ရှင်းရှင်းလေးနဲ့စုံဖြတ်ပြီးတော့ရက်တန့်ပြီးတော့2026ခုနှစ်ကို ကံကောင်းမှုတွေရရှိအောင်အဆုံးတက်အောင်သွားရင်တော့မိတ်ဆွေတို့ကံဟာတိုးတက်ကောင်းမွန်ပြီးတော့ကံကောင်းစီမှာအသေးချာပဲဖြစ်ကြောင်းပြောရင်လည်းကဲအင်္ဂါသားသမီးတွေအတွက်ကိုစလိုက်ရအောင်တနင်္လာသားသမီးတွေဘာကုန်းမတုံဆိုင်ပြူနေနဲ့ဖြတ်ထုတ်လိုက်ပါ2026ခုနှစ်ရဲ့အင်္ဂါတွေကိုအရှိန်နေဘယ်လိုရှိမလဲဆရာတို့တုံတက်ရအောင်အင်္ဂါသားသမီးတွေပါရင်ဆရာကိုမှန်ပြရအောင်